ခொနဲ့သားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီဒီယိုစတန်း channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနဲ့သားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆ iam ရမင်းရင်စလိမ်မှာဟောကြားထားသော2025ခုနှစ်အောက်တိုဘာလ10ရက်နေ့အတွက်တရားစာကြံပြုဟောစတန်ကို ပြည့်ပြည့်စုံစုံဖတ်ကြပေးထားပါတယ်အစည်းအဝေးလည်းမစခင်မှာတူးစေတနာတူးမြစ်သားဆိုသလို subscribe လေးနေပြီးခဲ့ဘူးတောင်းဆိုပါရစေအစ်စ်တန်တိုင်းတည်အောင်လဲဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္လာရင်သားသမီးများတွေတနေ့တာဝတ်စံစဉ္ညဆရာနှစ်ကြိမ်ကြုံရမယ်။ဘာပဲလို့လို့အဆင်မပြေဖြစ်နေမယ်။အနေရောင်ကိုလုံးဝအသုံးမပြုပါနဲ့။ယနေ့အတွက်ကျမကြီးကသာအထုကယူဆိုင်ပါ။ချစ်သူစီမှလက်ဆောင်ရတတ်ပါတယ်။တော်သွေးဒုက္ခပေးတတ်တယ်။ငါးခုနှစ်ပါသောကဏ္ဍများချိုးပေးပြီးကံကုန်းသောအကြောင်းမှာအပြာရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ရရရမိမိရှိပြားမှာပန်းသီးသုံးလုံးကတ်လို့ပါ။တနင်္လာရင်သားသမီးများလုံးကိုစိတ်နှပြန်ကျမချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရရှိကြပါစေ။ တနင်္ဂနွေသားသမီးများအတွက်တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် တနင်္လာသားသမီးများအတွေ့တနေ့တာဟောစတန်အလုံးနဲ့ပတ်သက်ပြီးနေရာကောင်းရခြင်းနာမည်ကောင်းရခြင်းများနဲ့ကြုံရမယ်အခြေအိမ်တော်ကြီးမှာတော့စိတ်လူမကြစရာတွေများနေမယ်ကျန်းစီထားသမျှအရာတွေကိုရဲရဲတင်းတင်းသာလှုပ်လိုက်ပါအဆင်ပြေအောင်မြင်ပါလိမ့်မယ်ဘိုက်အောင်ဘိုက်နာရာမျိုးဖြစ်တတ်တယ်လေးရှိပါသောကဏ္ဍများချိုးပေးပြီးကံကောင်းသောရောင်မှာအဖြူရောင်ဖြစ်ပါတယ်ရရရမိမိရှိပြမှာမုံလုံးရေပေါ်ကတ်လို့ပါတနင်္လာသားသမီးများလုံးကိုစိတ်ငပြန်ကျမ်းမှချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရရှိကြပါစေတနင်္လာ ားသမီးများအတွက်တိုက်ဆိုင်မှန်ကမကကော်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ်အင်္ဂါအသားသမီးများအတွေ့တနေ့တာဟော့စတယ်မိတ်ဆွေများနဲ့စကားပြောညှင်းခုန်ရတဲ့တဲ့စာချုပ်ဇတ်တူရှယ်ယာကိစ္စများအတွေ့စိတ်ညစ်ရမယ်ဝန်သားရာတရင်ကောင်းကြရမယ်ခြေတော်အောက်ပိုင်းထိကင်မိတတ်တဲ့အချိန်မှာအချင်းမြင်လွဲစရာများနဲ့ကြုံရတဲ့တဲ့နှစ်ခွနပါသောကဏ္ဍများချိုးပြီးကံကောင်းသောအကြောင်းမှာအနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှိပြားမှာမောဟင်္ဂါကလောပါအင်္ဂါအသားသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမှန်ရရှိကြပါစေအင်္ဂါအသားသမီးများတို့တိုက်ဆိုင်မှန်က မကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ဘလူသားသမီးများတွေတနေ့သာဟောစတဲ့သူများပြဒနာကိုပြဒနာဖြစ်တဲ့တည်းမြည်သည့်ရမခေါမခံအာမမခံပါနဲ့အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရမယ်ခေါမူကောင်းကင်ဖြစ်တတ်ပါတယ်အချီးရင်မှာထင်လွှဲစရာများနဲ့ကြုံနေရမယ်လေးချောင်းပါသောကဏ္ဍများအချိုးပေးပြီးကံကောင်းသောအကြောင်းမှာအစိမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှိပြားမှာပေါမုံငါးချက်အကပ်လိုပါဘလူသားသမီးများလုံးကိုစိတ်နှပြန်ကြမ်းချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမှန်ရရှိကြပါစေဘလူသားသမီးများတွေတိုက်ဆိုင်မှန်ကန် ောင်းကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကျောင်းသားရင်းသားသမီးများအတွေ့တနေ့တာဟောစတဲ့ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာအခွင့်အလမ်းကောင်းတွေပေါ်လာမယ်လက်ရှိအလုပ်ကိုတိုးချဲ့ရတာလုပ်ငန်းတွေစတင်ရတာတွေလည်းကြုံရတတ်တယ်ရရရှိတဲ့ငွေကြေးများမထင်မှတ်ပဲပြောင်းဝင်လာတတ်တယ်ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်နှင်းငါးပါသောကဏ္ဍများချိုးပြီးကံကောင်းသောအရာမှအဖြူရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှိပြားမှာပဲပလာတာအကတ်လို့ပါကျောင်းသားရင်းသားသမီးများလုံးကိုစိတ်နှပြန်ကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမွေရရှိကြပါစေကျောင်းသားရင်းသား ားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်ငါတို့ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် တောက်ကြသားသမီးများအတွေ့တနေ့တာဟောစတန်ဆောင်ရွက်စာရန်ဆက်ပစ္စည်းစတူရှယ်ယာကိစ္စများအတွေ့စိတ်နှောက်ရှက်ဖြစ်ရတဲ့တဲ့အိမ်တွင်းမှာစိတ်လုံးမချမှုတွေများနေမယ်ငွေကန်ကောင်းပါတယ်ဆွေမျိုးမိတ်ဆွေပေါင်းသင်းများရဲ့အကူအညီများရရှိမယ်တွားသွင်းနေပတ်သက်ပြီးစိတ်ညစ်ရမယ်ချစ်သူစီးမှမမျော်လင့်မဲ့လက်ဆောင်ရရပါတယ်တစ်သုံးပါသောခဏများအကျိုးပေးပြီးကံကောင်းသောအရာမှချက်သွေးအောင်ဖြစ်ပါတယ်ရေရရမိမိရဲ့ရှိပြားမှာတင်မောသည့်ကတ်လိုပါတောက်ကြသားသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကောင်းချိုးချမ်းသာမြ များပုံမှန်ရရှိကြပါစေ။တောက်ချန်သားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ စနေသားသမီးများအတွက်တနေ့သားဟော့စတယ်ငွေကြေးနဲ့ပတ်သက်ပြီးစိတ်နှောက်ရှက်ဖြစ်ရမယ်အလုံးမှာသူများပြဿနာကိုပြဿနာဖြစ်တတ်တယ်ရရရှိသောငွေများပြန်မရပဲထင်းငေါ်ကြန့်ကြာနေတတ်တယ်ခေါင်းမူခေါင်းကိုက်ဖြစ်တတ်ပါတယ်ချစ်သူရဲ့အထင်လွဲခြင်းခံရတတ်တယ်ငါးလေးပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအကြောင်းမှာအပြာရောင်နဲ့အညိုရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှိပြားမှာလက်ဖက်ရည်ကပ်လို့ပါစနေသားသမီးများအလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမှန်ရရှိကြပါစေစနေသားသမီးများတို့တိုက်ဆိုင်မှန် ွားကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်ဘေရင်ဟောစတန်း channel မှာနာမည်ကြီးဘေရင်ဆရာများရဲ့နေစဉ်ဟောစတန်းများအပတ်စဉ်ဟောစတန်းများလစဉ်ဟောစတန်းများနဲ့နေ့စဉ်ဟောစတန်းများပါပုံမှန်တင်ဆက်ပေးနေလို့ဘေရင်ဟောစတန်း channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းသိရအောင်လေဘေးနားအခေါင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်